မင်္ဂလာပါခင်ဗျာအဲ့ဒီကမြန်မာကနေပြီးတော့နိုဝင်ဘာလ23ရက်ကမ္ဘာတလောမှာရှိနေတဲ့နိုင်ငံတကာသတင်းများကိုတင်ပြပေးလို့တာဖြစ်ပါတယ်တင်ပြပေးလို့တဲ့သတင်းတွေကတော့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုညင်းဆံမှာကတိုက်ခိုက်မှုအရှိန်မြင့်တင်မယ်ဆိုတဲ့သတင်းဂျပန်ကိုသွားမယ်လေးခီးစဉ်တွေရှော့ချမယ်လို့ပြုံးနိုင်ငံပိုင်း Air China ကကြေညာတယ်ဆိုတဲ့သတင်းနိုင်ဂျီးရီးယားမှာចောင်းသား200ကျော်ကိုလက်နက်ကင်ဖွဲ့ကပြန်ပြီးဆွဲတယ်ဆိုတဲ့သတင်း COP 30ညီလာခံကျင်းပနေစဉ်ညီလာခံခန်းမှာမီးလောင်ကျုံမှုဖြစ်ပွားနေဆိုတဲ့သတင်းဗီယက်နမ်နိုင်ငံမှာရေလွှမ်းမှုပုကြောင့်တစ်ပတ်တွင်းသေဆုံးမှုအနည်းဆုံး55ဦးထိရှိပြီး73ဦးပျောက်ဆုံးနေဆိုတဲ့သတင်းအိန္ဒိယရဲ့လေမြန်တစည်းပြတ်ကျနေဆိုတဲ့သတင်းတို့ဖြစ်ပါတယ်ပရမအောင်တင်ပြပေးလို့တဲ့သတင်းကတော့ငញ្ញိုင်းအစိုးပြုချက်ညှင်းဆံပါကတိုက်ခိုက်မှုအရှိန်မြင့်တင်မယ်လို့ပူတင်ဆိုရဲဆိုတဲ့သတင်းဖြစ်ပါတယ်ငញ្ញိုင်းအတွက်အမေရိကန်ရဲ့အစိုးပြုချက်တွေဟာပြိပခဖြည့်ရှင်ရေးအခြေခံဖြစ်နိုင်ပေမဲ့ ယူကရိန်းကအဲ့ဒီစီစဉ်တွေကိုမြင့်ပယ်ကဲရုရှားအနေနဲ့တိုက်ခိုက်မှုကိုအရှိန်မြှင့်တင်လာမယ်လို့ရုရှားသမ္မတပူတင်ကသတိပေးလိုက်ကြောင်းရော်ဒါသတင်းဌာနမှဖော်ပြပါရယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားထိန်းချုပ်ထားတဲ့ဒေသတွေကိုအတိအမြတ်ပြုခြင်းဆိုင်ရာရုရှားရဲ့အထူးကတောင်းဆိုချက်တွေကိုထောက်ခံတဲ့အမေရိကန်ငြိမ်းချမ်းရေးစီစဉ်ကိုလက်ခံဖို့ယူကရိန်းကိုလာမယ့်ဇာတာဘရီနေ့အထိအချိန်ပေးမယ်လို့ဆိုပါရယ် အချက်28ချက်ပါအစည်းအဝေးကိုအမေရိကန်နဲ့အသေးစိတ်ဆွေးနွေးခြင်းမရှိသေးပေမယ့်ရင်းနှီးအစည်းအဝေးတွေအတွက်မိတ္တူတစောင်းကိုလက်ခံရရှိထားတယ်လို့ရုရှားသမ္မတကထပ်လောင်းပြောကြားခဲ့တယ်လို့သတင်းများမှာဖော်ပြပါတယ်။ဆက်လက်တင်ပြပြီးလူတဲ့သတင်းကတော့ဂျပန်ကိုသွားမဲ့လေယာဉ်ခီးစဉ်တွေရှော့ချမယ်လို့တရုတ်နိုင်ငံ Air China ကကြေညာတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးဂျပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားတွေကြောင့်တရုတ်နဲ့ဂျပန်တို့ကြားတင်းမာမှုတွေဖြစ်လာချိန်တရုတ်နိုင်ငံပိုင်းအဓိကလေကြောင်းလိုင်းဟာ ဂျပန်ကိုပြည့်စွက်မဲ့ခင်းစင်တွေကိုအခုလောက်ကုန်မှစပြီးချော့ချသွားမယ်လို့ပြောပါတယ်။နိုဝင်ဘာလ30ရက်နေ့မှာလာမယ့်မလကုန်ထိအိုဆာကာနဲ့ရှန်ဟိုင်းကြားပြန်သန်းမှုတွေကိုလက်ရှိ22ကြိမ်မှ16ကြိမ်ထိခင်းစင်ချော့ချမယ်လို့အစိုးရပိုင်းလေကြောင်းလိုင်း Air China ကကြေညာပါတယ်။တိုကျိုနဲ့ခြုံငင်းကြားပြန်သန်းမှုတွေကိုလည်းဒီဇင်ဘာလ၁ရက်နေ့မှာစပြီးလာမယ့်မလကုန်ထိလက်ရှိ9ကြိမ်ရှိနေရမှာ၄ကြိမ်ကြီးရွှတ်ချမယ်လို့ပြုတ်လီချိုင်းလွန်ကဆိုပါတယ်။ပြုတ်လုံချောင်းလွန်တွေဟာ ဂျပန်ကိုသွားရောက်ဖို့အတွက်ကြိုတင်မှာယူမှုနဲ့ဖြစ်သိမ်းမှုတွေကိုအခမဲ့ပြောင်းနေပေးနေပါတယ်။ရိုဝင်ဘာလ15ရက်နေ့မှာစပြီးဖြစ်သိမ်းမှု9400ကျော်ရှိခဲ့တယ်လို့အစိုးရပိုင်း CCTV သတင်းဌာနကဖော်ပြပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းကတော့နိုင်ဂျီးရီးယားမှာစောင်းမနေအကျော်ကိုလက်နက်ကင်အဖွဲ့ကပြန်ပြီးဆွေးနွေးဆိုတဲ့သတင်းဖြစ်ပါတယ်။နိုင်ဂျီးရီးယားလေပိုင်းရှိကက်သလစ်ကျောင်းမှာစောင်းမ200ကျော်ကိုတနတ်သမားများကပြန်ပြီးဆွဲခဲ့ပြီးအခုပတ်တွင်ဒုတိယအကြိမ် အစုလိုက်ပြုံလိုက်ကြောင်းပြက်ပြီးဆွဲမှုဖြစ်ကြောင်းသိရပါတယ်မနက်စောပိုင်းကစီနင်းမှုအတွက်ကြောင်းသား215ရောက်နဲ့ဝန်ထမ်း12ရောက်ကိုလက်နက်ကင်တွေကဖမ်းဆီးသွားခဲ့တယ်လို့နိုင်ဂျီးရီးယားခရစ်ယာန်အသင်းကပြောပါတယ်နိုင်ဂျာမြင်နယ်ရှိအာနာပိုင်းတွေကတော့လက်နက်ကင်ဖွဲ့တွေရဲ့တိုက်ခတ်မှုအနေနဲ့မြန်မာလာဆောင်ဖောင်လိုင်းရေးသတိပေးချက်တွေပေါ်ထွက်လာပြီးနော်ဘော်ရာဆောင်အားလုံးပိတ်ဖို့အမိန့်ကိုကြောင်းအာနာပိုင်းတွေကလှစ်လူရှုခဲ့တာလို့ပြောပါတယ်ဆက်လက်တင်ပြပြီးလို့တဲ့သတင်းတစ်ပုဒ်ကတော့ COP 30ညီလာခံကျင်းပနေစဉ်ညီလာခံခန်းမဆောင်မိလောင်ကျောင်းမှုဖြစ်ပွားရဲဆိုတဲ့သတင်းဖြစ်ပါတယ်။ဘရာဇီးအမေဆုန်မိုးတစ်တော်ဗီလန်းမြို့၌နိုဝင်ဘာလ20ရက်နေ့ COP 30ကုလသမဂ္ဂရာထူးမှုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံဆွေးနွေးများကျင်းပနေစဉ်အစည်းအဝေးခန်းမဆောင်မှာမိလောင်ကျောင်းမှုဖြစ်ခဲ့ကြောင်းသိရပါတယ်။ဗီလန်းမြို့၌ကျင်းပနေတဲ့ COP 30ကုလသမဂ္ဂရာထူးမှုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံမှာကမ္ဘာနိုင်ငံပေါင်း200များတက်ရောက်လျက်ရှိပါတယ်။ ီလောင်ကျမှုဖြစ်ပွားနေစဉ်ဘရာဇီးမိသက်တပ်ဖွဲ့ဝင်များနဲ့ရှာဖွေကယ်ဆယ်ရေးသမားများကညီလာခံမှာပါဝင်ဆွေးနွေးနေကြသောနိုင်ငံတကာကုသလင်များဘေးလွတ်ရာသို့အရေးတကြီးခေါ်ထုတ်ပေးရတယ်လို့သတင်းများမှာဖော်ပြပါတယ်။မီလောင်မှုဖြစ်ပွားနေစဉ်မိခိုးများရှူဆိုင်မိခဲ့တဲ့နိုင်ငံတကာကုသလင်73ကိုလည်းစေဝါကုသမှုများပြုလုပ်ပေးထားကြောင်းဘရာဇီးတာဝန်ရှိသူများကထုတ်ပေါ်ပြောကြားပါတယ်။အဆိုပါနိုင်ငံတကာကုသလင်များဟာရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာအတွက် ဗဏ္ဍာရေးသုံးဆမှုမြင့်တေးပါဝင်လုပ်ငန်းစဉ်များအတွက်ကမ္ဘာနိုင်ငံများအကြားသဘောတူညီချက်တရက်ကိုရယူနိုင်ရန်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်တင်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ဗီယက်နမ်နိုင်ငံယူလန့်မှုကြောင့်တပတ်တွင်းသေဆုံးမှုအနည်းဆုံး55ဦးထိရှိပြီး73ပျောက်ဆုံးနေစေဆိုတဲ့သတင်းဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံမှာနိုဝင်ဘာလအတွင်းရည်ကြီးရရှမှုတွေဖြစ်ပွားပြီးနော်နိုဝင်ဘာလ16ရက်နေ့မှနိုဝင်ဘာလ22ရက်နေ့ထိကာလအတွင်း အနည်းဆုံး55ဦးသေဆုံးခဲ့ပြီးဧည့်သည်သမားတွေကပျောက်ဆုံးနေတဲ့လူဒဏ္ဍာရီကြုံလို့ရှာဖွေဖို့အလင်းမြန်လှုပ်ဆောင်နေကြသည်ဖြစ်တယ်လို့ပဝင်းကျင်ရေးရာဝန်ကြီးဌာနကနိုဝင်ဘာလ22ရက်နေ့မှာကြေညာခဲ့ပါတယ်။အောက်တိုဘာလကုန်မှာစလို့ဗီယက်နမ်နိုင်ငံတောင်ပိုင်းအလဲဘက်ဒေသမှာမိုးတိထန်စွာရပ်သွန်းခဲ့ပြီးလူကြိုက်များတဲ့အားလက်ရအပန်းဖြေနေရာတွေဟာရေလွှမ်းမှုမှုအကျိန်များစွာကြုံတွေ့ခဲ့ရပါတယ်။နိုဝင်ဘာလ16ရက်မှာစလို့ပြည်နယ်6ခုမှာအနည်းဆုံးလူ55ဦးသေဆုံးခဲ့ပြီး အချမ်း73ကိုရှာဖွေနေစေဖြစ်တယ်လို့သိရပါတယ်။နိုဝင်ဘာလ22ရက်နေ့ကြီးဝေးပြေးလမ်းမကြီးတော်တော်များများဟာဖြတ်တန်းသွားလာရင်မရပဲလူတသန်းကျော်ကနဦးမှာလျှက်စစ်မီပြတ်တောက်ရာလူပေါင်း3သိန်းခန့်လျှက်စစ်မီပြတ်တောက်နေစေဖြစ်တယ်လို့ပဝန်းကျင်ရေးရာဝန်ကြီးဌာနကထပ်လောင်းပြောကြားခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတင်ပြပြီးလူတဲ့သတင်းကတော့အိန္ဒိယလို့တိုက်လေရင်ဒစီမီးလောင်ပြတ်ကျပြီးလေယာဉ်မှုတည်ဆုံနေဆိုတဲ့သတင်းဖြစ်ပါတယ်။အားရဆော်ဘာများပြည်တော်စုဂျူရီနိုင်ငံ ဒူဘိုင်းလေကြောင်းပြပွဲမှာအိန္ဒိယလို့တိုက်လေရင်ဒစီမိလောင်ပြက်စားပြီးဒေမှုတည်ဆုံးခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးနေ့မှာပြပွဲလာရောက်သူများကိုတရုတ်ပြပြန်တန်းနေတယ်။တိုက်လေရင် Healthy Chess ဟာတောက်ကြနေဒေသစံတော်ချိန်2နာရီမှာစတင်ပြက်ကျခဲ့ခြင်းဖြစ်ပါတယ်။လေမှုဟာအသက်ဆုံးရှုံးနိုင်လောက်တဲ့ဒဏ်ရာရှိခဲ့တယ်လို့အိန္ဒိယလေတပ်ကအတည်ပြုခဲ့ပြီးလေပြက်ကျတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေတယ်ဖြစ်တယ်လို့သိရပါတယ်။အေးဘော်ဝန်ထမ်းများကအခင်းဖြစ်ရာနေရာကို ရှင်းလင်းပြီးနောက်နှစ်နာရီအတွင်းမှာလေကြောင်းတည်ုပ်ပြမှုများကိုပြန်လည်စတင်ခဲ့တယ်လို့သိရပါတယ်။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့ကမ္ဘာတလွမ်းမှာရှိတဲ့ထူးခြားတဲ့သတင်းတွေကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကိုစိတ်နှပြစမ်းမှရှင်းလန်းကြပါစေခင်ဗျာ။